United တွင်အနာဂတ်မှာအားကိုးရမယ်လူငယ်ကျယ်ပွဲနှစ်ယောက်ဗရိတ်နယ်အလုံးဝမိလောင်များအင်ဝါအက်ကနေကြိုဆိုလိုက်ပါရင် United ကဒီအားဒီမှာတိုင်းစင်မိုးတရားခေါ်ဖို့လုပ်နေဆိုတာတော်တော်များလည်းသိမယ်ထင်ပါရင် United အနေနဲ့အင်းဆွေတိုင်းစင်မိုးလီယန်ဒေးလစ်ကိုခေါ်ယူမှုမအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတခြားတိုင်းစင်ပြမျက်တွေကိုရှာဖွေနေပါရင်ဒီအချိန်မှာပဲမနေ့ကဟောင်ကောင်မှာကစားခဲ့တဲ့ဟောင်ကောင်လေးစင်တင်တဲ့ချင်းစမ်းပွဲအပြီးမှာ United ပရိသတ်တော်တော်များများက MRI အနေနဲ့တိုင်းစင်မိုးမဝယ်ဘူးဆိုရင်လည်းအသင်းမှာအသင်သုံးလို့ရတဲ့တိုင်းစင်မိုးတယောက်ရှိရဲဆိုပြီးတော့ထောက်ပြလာခဲ့ပါရင် ယူနိုက်တက်ဟာပရီးမီးယားလိပွဲအဆင့်ပြေးပြေးချင်းမှာပဲအာရှတို့ကိုထွက်လာတယ်။အာရှတို့ပထမအဆုံးပွဲအဆင့်အဖြစ်မလေးရှားနိုင်ငံရဲ့ဘိုခဲကြာလိကွင်းကြီးထဲမှာအာဆီယံအောစတာအသင်းနဲ့ကစားခဲ့ပြီးတော့မြန်မာလည်းအဆင့်ကစားမှာမောင်လင်းရဲ့တလုံးတဲ့သောအတွင်းကိုကြောင်းရှုံးနေသွားခဲ့တယ်။အဲဒီတော့နှစ်ရက်ကြာမှာတော့ဒီဒုတိယမြောက်ခြေစမ်းပွဲအဆင့်အဖြစ်ဟောင်ကောင်လည်းအဆင့်အသင်းနဲ့ Definite Education Challenge Cup ဆိုပြီးတော့ကစားခဲ့တယ်။အော်ဒီပွဲမှာသာရှုံးနေခဲ့ရင် United အသင်းအနေနဲ့အချက်ကတော်တော်လေးကုန်းကောက်စရာမရှိအောင်ကွဲမှာ ဒါပေမဲ့ United အသင်းအားဒီပွဲကိုတော့ဒီလူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းပြမှုနဲ့အတူကမ်းပတ်လုပ်နိုင်ခဲ့တယ်။ United အနေနဲ့ဒီပွဲမှာဒီ Pride အတွက်ဒီရိုက်ခွေးသွားလုပ်နေတဲ့ကစားသမားတွေကလွယ်ရင်ကစားသမားတော်တော်များများကိုအသုံးပြသွားခဲ့တယ်။ United က Pride မှာဆိုရင်ဒီ Huaylan, Garnacho, Bruno Fernandes, Casemiro, Harry Ahmed, Ivan တို့လိုမျိုးအဓိကကစားသမားတွေနဲ့လူငယ်တွေကိုတွဲပြီးအသုံးပြသွားခဲ့တယ်။ဒါပေမဲ့ United ကပွဲချိန်16မိနစ်မှာရင် Junior ရဲ့အသွင်းကိုနဲ့ဥဆောင်ခြင်းခံခဲ့ရတယ်။ United ဘက်က Casemiro က ဒီ Bruno Fernandes ရဲ့ဖန်နီးပေးမှုကနေတစဉ်သွင်းကိုတကိုသွင်းယူနိုင်ခဲ့ပေမဲ့လူကြုံနေခဲ့လို့ပယ်ဖြတ်ခံရရတယ်။အဒရီယာဘက်မှာတော့ Robin Amorim ကသူ့ရဲ့ပွဲထွက်ကစားသမား17ယောက်လုံးကိုလဲလှယ်ခဲ့ပြီးတော့နောက်ထပ်အသင်းအသစ်တစ်သင်းနဲ့ဒီ Hong Kong United အသင်းကိုရင်ဆိုင်ခဲ့တယ်။အဲ့လိုရင်ဆိုင်ရတဲ့အခါမှာ United လူငယ်လေးတွေကတော်တော်လေးကိုအဆွမ်းပြားခဲ့ကြတယ်။ဟော United ကပွဲချိန်မိနစ်50မှာတင် Manuel Ugarte ရဲ့ဖန်နီးပေးမှုကနေ Obi Martin ကခြေပါကိုတကိုသွင်းယူပေးခဲ့တယ်။အဲ့လို United ကတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပေမဲ့လဲသွင်းကိုရရှိဖို့တော့ရုန်းကန်ခဲ့ရတယ်။ အပွဲချင်းရှင်းစံနေမှာတော့မေဆင်မောင်းရဲ့ဖန်ပြီးပေးမှုကနေ OB မာတင်ကဥဆောင်ကိုပြန်လည်သွင်းယူနိုင်ခဲ့တယ်။ဒီလိုနဲ့နာချင်းချေမှုမှာတော့ဒီအာမတ်ရဲ့ဖြတ်တင်ပေးပမှုကနေ AD Heaven က United အတွက်အနိုင်သေးချာစင်းမဲ့သွင်းကိုကောင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ United အနေနဲ့ဒီနေ့ပွဲမှာကစားပုံနဲ့အရင်အာဆီယံအော်စတာအသင်းရဲ့ပွဲစဉ်ကုန်တာထက်ပိုပြီးတော့တိုးတက်လာခဲ့သလိုဒီနေ့ပွဲမှာအလားအလာရှိတဲ့လူငယ်ကစားသမားတချို့ရဲ့ခြေစွမ်းခြေစားကိုလည်းမြင်တွေ့ခဲ့ရတယ်။ ဒီနေရာမှာ highlight လုပ်ပြီးပြောရမှာက Arsenal ကနေပြီးခဲ့တဲ့ရာသီကမှပြောင်းရွှေ့လာခဲ့တဲ့တိုက်စစ်မှု Chiro OB မှာတင်နေ။ Cancel ဘိုင်းက Heaven လို့ပဲဖြစ်ပါရင်အထူးသဖြင့် Chiro OB ကဒီနေ့ပွဲမှာအခွင့်အရေးတော်တော်များများကိုအသုံးချနိုင်ခဲ့တယ်လို့ပြောရမယ်။သူ့အနေနဲ့ Arsenal မှာရှေ့စဉ်ကလေးကတောင်းပန်မိခဲ့တဲ့ရဲ့ဖြစ်နေကြတာ United လူငယ်အသင်းမှာလည်း hat-trick သွင်းခဲ့တဲ့ပွဲတွေကမနေဘူး။ဒါကြောင့်လည်း Emery ကဒုတိယရာသီကိုရောက်တဲ့အချိန်မှာ OB Martin ကိုအသင်းကြီးစီကိုခေါ်ဆောင်လာခဲ့ပေမယ့် OB Martin အနေနဲ့ထင်သလောက်လုံးမပြနိုင်တာတွေရှိတယ်။ သူအနေနဲ့အသင်းကြီးနဲ့ချက်ချင်းအသားမကျသေးတာလားဒါမှမဟုတ်တခြားအကြောင်းကြောင့်လည်းမသိဘူးဒါပေမဲ့သူပွဲထွက်ခွင့်ရတဲ့အချိန်တိုင်းမှာတချို့ပြည်သက်တွေကဆိုသူရင် point လန်းလက်သက်ဆိုပြီးတော့ပြောဆိုကြတာရှိတယ်ဒါပေမဲ့ဟောင်ကောင်လိုင်းစင်တဲ့ပွဲမှာတော့ OB Martin ဟာ United အနာဂတ်တိုက်စင်မှုတယောက်ဖြစ်လာနိုင်တယ်ဆိုရဲခြေစွမ်းခြေစာမျိုးကိုပြသသွားခဲ့တယ်အော်ဒီပွဲမှာပဲ United ပြည်သက်တွေကဘာကိုပြောလဲဆိုတော့ဒီ MRN အနေနဲ့ဒီတိုက်စင်မှုတယောက်မရှာဖွေနိုင်ခဲ့ဘူးဆိုရင်လည်း OB Martin ကိုခွင့်ပေးတဲ့နယ်ဆိုတာမျိုးကိုပြောဆိုလာခဲ့ကြတယ်ပြည်သက်တွေဆိုလို့ရှိရင် ် MOD အနေနဲ့တခြားတိုင်းစစ်မှုတွေကိုခေါ်ယူမယ်ဆိုတာဒီ OB Martin ကိုပွဲထွက်ခွင့်တရားပေးပြီးတော့တရားလေးလေးချင်းပေးတဲ့နယ်ဆိုပြီးပြောသွားတယ်။နောက်ထပ်ကလည်း LND လေးကဒီပေါင်20တန်းတန်နဲ့အသက်20တန်းနဲ့ဒီကောင်လေးကအလားလာရှိရဲဆိုတာမှန်တယ်။ဒါပေမဲ့ OB Martin ကလည်းနောက်တနည်းနည်းလောက်ဆိုရင် LND လက်လို့ခြေစွမ်းမျိုးဖြစ်လာနိုင်တယ်ဆိုပြီးတော့မှတ်ချက်ပေးသွားတယ်။တကယ်လဲ OB Martin ကဒီနေ့ပွဲမှာတော်တော်လေးကိုခြေစွမ်းပြသွားခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။ United တို့တကယ်ပဲ OB Martin ကိုခွင့်ပေးတယ်လား။ ဒါမှမဟုတ် OB Martin အတွက်နေစီနီယာတိုက်စစ်မှုတယောက်ကိုခေါ်ယူပေးပြီးတော့သူ့စီကနေပြန်လည်တင် जा ပေးပြီးအနာဂတ်မှာအသင်းရဲ့တိုက်စစ်မှုအဖြစ်တေချာလေးပြုစုပြုထိုင်တာမျိုးလုပ်တင်လာဘယ်လိုများထင်မြင်ကြပေးခြင်းပါလဲကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်